အားလုံးပဲမင်္ဂလာပါရှင်အပတ်စဉ် BHM Live Channel ကိုတည်ရှိနေတဲ့မြန်မာမျိုးကို TikTok Assistant မှာတန်လေးကျိုးဆိုပါရရှင် TikTok Assistant မှာဒီမှာကျန်းစာလေးလာခြင်းဆိုရဲအရာနဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါရရှင်ဒီ Assistant ကိုအဆုံးထိလဲတည်ရှိပေးဖို့ဖိတ်ခေါ်ပါရရှင်မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ဒီနေ့မှာကျမတို့ဒီမှာစံစာလေ့လာခြင်းဒီမှာစံစာကိုဘယ်လိုလေ့လာရမလဲပါကြောင့်လဲဆိုတော့အရာနဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင့် ဆရာဒီเนาะကြည့်ရှုတယ်ညီကောင်မောင်နှမတွေထင်ပါဒီတမာကျန်းစာဆိုတဲ့အကြောင်းအရာကိုမသိသေးတဲ့ညီကောင်မောင်နှမတချို့လည်းရှိမယ်လို့ထင်ပါတယ်ရှင့်အဲအကြောင်းဒီပထမအဦးဆုံးအနေနဲ့ဒီတမာကျန်းစာဆိုတဲ့အတိတ်ပဲကိုအရင်ဆုံးရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် BHM live channel လို့လည်းသူပဲကျေးဇူးတင်ပါဆိုတော့တို့ကျွန်တော်တို့ဒီကြီထောက်အစီအစဉ်မှာတမာကျန်းစာလေးလာချင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အခုလိုမေးမြန်းပေးသွားတဲ့အတွက်လည်းသူပဲကျေးဇူးတင်ပါတယ်ဆိုတော့ နံပါတ်1မိခောတမာချမ်းသာဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်ရှင်းပြပေးရမယ်ဆိုရင်တမာချမ်းသာဆိုတဲ့အရာကပုထုဇဉ်လူသားအလုံးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်ပါတယ်နောက်ပြီးမှတချို့ကတော့ဒီတမာချမ်းသာလို့ပြောလိုက်လို့ရှိရင်ခရိယာနဲ့သက်ဆိုင်တယ်လို့ပဲထင်ကြတယ်ပေါ့တကယ်တော့ဒီတမာချမ်းသာကသာရဘုရားသခင်ရဲ့မှုတ်သွင်းထားတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ပဲဖြစ်တယ်အဲ့ဒါခရိယာနေဘာသာတရားအတွက်မဟုတ်ဘဲနဲ့ လောကမှာရှိတဲ့ပုထုဇဉ်လူသားအလုံးအတွက်ဖြစ်တယ်ဆိုတာကိုရှိဦးဆိုတဲ့ကျွန်တော်ပြောချင်ပါတယ်။အဲ့အတွက်ကြောင့်မဲစံစာရှိသည်များဟာတဲ့ဘုရားသခင်မှုတွန်းတော်မူသောအာဖြင့်ဖြစ်၍ဘုရားသခင်လူသည်စုံလင်တော်သူကောင်းသောအမှုမျိုးမျိုးတို့ကိုပြုစုခြင်းလို့ငါပြင်ဆင်တော်သူဖြစ်မြဲကြောင်းဩဝါဒပေးခြင်းအပြစ်ကိုပေါ်ပြပေးခြင်းဖြောက်မတ်စွာပြုပြင်ခြင်းတရားကိုတွင်တင်ခြင်းဂျေဇူးများကိုပြုတတ်၏ဆိုပြီးရှင်ပေါလုက ီမိုသေဩဝါဒစာဒုတိယစာအခန်းကြီး3အပိုင်ငယ်16နဲ့19မှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်အဲကြောင့်တမန်ကျမ်းစာဆိုတော့ကဘာသာတရားနဲ့မဆိုင်ပါဘူးဘုထုဇဉ်လူသားအလုံးကဒီတမန်ကျမ်းစာကိုယုံယုံကြည်ကြည်နဲ့ကျွန်တော်ကလိုက်လျှောက်တဲ့အခါမှာအဲအရာတွေကပါလဲဆိုရင်ကျွန်တော်ရဲ့အသက်တာကိုဒီပြုတ်ပြင်းတိဆောက်ပေးတယ်ဆိုပြီးခမနှစ်တိအခန်းကြီး3အပိုင်ငယ်16နဲ့19မှာပေါ်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ဒါကြောင့်တမန်ကျမ်းစာဆိုတာက လောကလူသားအလုံးအတွက်အသက်ရှင်တဲ့ထာဝရဘုရားကထားပေးထားတဲ့တမန်ကျမ်းစာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောပြစီယေရှုတင်ပါတယ်ဟုတ်ကဲ့ယေရှုတင်ပါတယ်ဆရာသားဆွမ်းဒီဒုတိယအနေနဲ့ဒီနေ့စင်ဘောကမှဓမ္မရဒီဓမ္မကျမ်းစာကိုမဖတ်မရွတ်ပဲနေရမလားဟိုနေ့တိုင်းဖတ်ရမှာလားရှက်ဟုတ်ကဲ့ဒါမေခွန်းလေးအရင်ပဲကောင်းပါတယ်ဆိုတော့ယုံကြည်သူဖြစ်လာလို့ရှိရင်တော့တမန်ကျမ်းစာဆိုတာမဖတ်လို့လုံးဝမရပါဘူး အကြောင်းနေ့စဉ်ယုံကြည်သူတရားအနေနဲ့တော့တမာကျမ်းစာကိုအစဉ်မြဲနဲ့ဖတ်ကိုဖတ်မှတ်ရမှာဖြစ်ပါတယ်။နော်ကျွန်တော်တနေ့ကိုထမင်းသုံးနှစ်စားသလိုပဲကျွန်တော်တို့ကကျမ်းမာရေးနဲ့ညီညွတ်တယ်ပေါ့သုံးနှစ်စားလို့ရှိရင်ဒီတိုင်းပဲတမာကျမ်းစာကိုကျွန်တော်ဖတ်ခြင်းအပြင်ကျွန်တော်ထာဝရအသက်ရှင်မဲ့အတွင်းဝိညာဉ်အတွက်ကသိပြီးခါမှအရေးကြီးတယ်ဆိုတာကိုကျွန်တော်အော်ပြောချင်ပါတယ်အဲ့အတွက်ကြောင့်မဲ့ကျွန်တော်တမာကျန်းစာကိုနေတိုင်းဖတ်ရဖို့တိတ်ပြီးခါမှအရေးကြီးပါတယ် အဲ့တော့ယုံကြည်သူတွေကိုဘုရားသခင်ကိုယ်တိုင်ကလည်းမှားထားတာဘလို့မှားထားလို့ဆိုတမာကျမ်းစာကိုကျွန်တော်တို့အစဉ်မြက်ဖတ်ပြီးကမှဘုရားသခင်ရဲ့ဆုလိုရင်းကိုကျွန်တော်နားလည်သဘောပေါက်သည့်အထိကျွန်တော်တို့လိလံဖတ်မှတ်ပြီးမှကျွန်တော်တို့ကအတ္တတမှာကြင့်ကြံသောသူများဖြစ်ဖို့အတွက်လည်းကျွန်တော်တို့ကိုဘုရားသခင်ကိုယ်တိုင်ကနော်ပြောထားတဲ့စာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့တော့ကြောင့်မဲ့ဒီမှာကျမ်းစီလေးတမျှတို့နိုင်အောင်မြင်ပြီးအကြောင်းဆိုတော့ကျွန်တော်ယုံကြည်သူတိုင်းကကျမ်းစီလေးတမျှမှာအောင်မြင်မြဲအကြောင်း ထိုတရားလမ်းသို့လိုက်တော့တဲ့ထိုတရားဆိုတာခုနပြရဲ့နှုတ်ကပတ်တော်လမ်းကိုလိုက်ပါတဲ့လက်ဝဲဖက်လက်ရာဖက်တို့မလွင်းနဲ့ထိုပညတ်တိကျမ်းစာ၌ရေးထားသမျှအတိုင်းကြင့်မြီဟုစောင့်ရှောက်ခြင်းလို့ငါကျမ်းစာကိုမဖတ်မရွက်ပင်မနေမိညာမပြတ်ကြည့်ရှုဖန်ရွက်ရမည်တို့ပြုလင်တင်တည်ခြင်းထမြောက်၍အောင်မြင်လိမ့်မည်ဆိုပြီးယောရှုမှတ်စာအခန်းကြီး1အပိုင်ငယ်9နဲ့10မှာကျွန်တော်ကတွေ့လို့ရတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်လေ့လာခြင်းအားဖြင့် လောကမှာဘုရားရဲ့တာသမီးလက်ဝဲဖက်နဲ့လက်ရဖက်ကိုမရင်းရိုင်သွားဖို့အတွက်ဖြောင်းဖြောင်းမတ်မတ်နဲ့ကျွန်တော်သွားနိုင်ဖို့တော့ကတလန်နေပဲရှိတယ်အဲ့ဒါကဘုရားရဲ့နှုတ်ကပတ်တော်ကိုနေညမပြတ်စင်ချင်းအောင်မေတော့ယုံကြည်သူတွေဖြစ်ဖို့အတွက်လည်းဘုရားရှင်ကဒီမှာဘုရားရဲ့နှုတ်ကပတ်တော်ကိုပေါ်ပြပေးထားတယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာမှာအစဉ်အမြဲဘုရားရဲ့နှုတ်ကပတ်တော်ကိုနေတိုင်းမဖတ်ရပဲနဲ့မနေလို့မရဘူး ဲ့နေ့တိုင်းဖတ်ရရမှာဒါလင်ကျွန်တော်ရဲ့ကြံစီလီသမျှမှာအောင်မြင်တော့ခွင့်ကိုလည်းရရှိမယ်နောက်ပြီးခါမှာကျွန်တော်တို့ရဲ့တက်တာမှာလည်းသူတစ်ပါးအတွက်ကောင်းချီးမင်္ဂလာရှိတဲ့ဖရားရဲ့သားသမီးတွေဖြစ်မယ်ဆိုတော့ကိုယောရှုမတ်စာအခန်းကြီး1အပိုင်ငယ်ခုနဲ့8ကိုဖတ်ခြင်းအားဖြင့်လည်းကျွန်တော်လေ့လာခြင်းအားဖြင့်လည်းကျွန်တော်တွေ့လို့ရပါတယ်ဆိုတော့ယုံကြည်သူရောက်စီတိုင်းကတမန်ကျမ်းစာကိုမဖတ်မရွက်ပဲနဲ့နေလို့မရဘူးမလေ့လာပဲနဲ့မနေနေလို့မရဘူးအစဉ်မြဲလေ့လာရမယ်ဆိုတော့ကျွန်တော်ပြောပြစီကျေးဇူးတင်ပါတယ် โอเคကျေးဇူးတင်ပါတယ်ဆရာဒါဆွန်လေးနောက်မေးခွန်းအနေနဲ့ပြီးတမချန်းစာရေးရေးချွတ်တယ်ရပါပဲဖြစ်မှာရှင့်ဟုတ်ကဲ့တမချန်းစာလို့ကျွန်တော်ပြောတဲ့အခါမှာပထမမှာလဲကျွန်တော်ပြောပြီးသွားပါပြီတမချန်းစာလို့ပြောရင်ဘာလဲဆိုတော့ God's love letter ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာစာအုပ်ပဲဆိုကဘာဦးကျမ်းနဲ့ဗျာဒီကျမ်းကြီးသွားဖတ်ကြည့်ပါလောကလူသားအလုံးကိုဘုရားရှင်ကဘယ်လောက်ချစ်တယ်လဲဆိုတာပဲပေါ်ပြပေးထားတယ်ဆိုတော့သူ့ယုံကြည်တဲ့ဣတေလလူတွေ လောကလူသားတွေအမှန်တမျှပုထုဇဉ်လူသားမှန်တမျှကဘုရားရဲ့ချစ်ချင်းမြတ်တာကိုစန့်ကျင်ဖက်နေတော့တော့မှပြန်ခေါ်ထားတယ်ဆိုတာတွေပဲကျွန်တော်တွေ့လို့ရတယ်။နောက်ပြစ်တံပေးလိုက်နောက်ပြီးမှပြန်ခေါ်လိုက်အမြဲနဲ့ကောင်းကြီးပေးတဲ့ဘုရားဖြစ်တယ်။အဲအကြောင်းအရာတွေကိုအတိအကျနဲ့ကျွန်တော်ဒီတမန်ကျမ်းစာထဲမှာကျွန်တော်တွေ့လို့ရတာပေါ့နော်။အဲတော့တမန်ကျမ်းစာရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ကြည့်တဲ့ချင်းဘုရားသခင်ရဲ့အကြောင်းအရာကိုကျွန်တော်ကသိရှိဖို့ထာဝရဘုရားရဲ့ဗျာဒိတ်တော်အတန်ကိုယုံကြည်သူတွေလို့ခေါ်တဲ့ ဖရားရဲ့တာသမီးများကနားလေစီဖို့အတွက်ကိုကျွန်တော်တမာချန်းစာကိုဖတ်ရခြင်းရဲ့ရည်ရွယ်ချက်เนาะတမာချန်းစာရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဥပမာကျွန်တော်ပြောရမယ်ဆိုရင်သာဝရဖရားရဲ့တန်ရှင်ခြင်းအကြောင်းရတယ်ကျွန်တော်သိချင်လို့ဆိုရင်တမာချန်းစာထဲမှာဖတ်လို့ရတယ်သာဝရဖရားရဲ့သာဝရမပြောင်းလဲတဲ့အကြောင်းရတယ်အယ်ဖာအိုမီဂါဖြစ်တဲ့အကြောင်းရတယ်သာဝဖရဲ့တစ္ဆာရှိတဲ့အကြောင်းအရာတွေသာဝဖရဲ့အစ်စ်များကိုအဒီအပြစ်သားများကိုလည်းအစဉ်အမြဲနဲ့ချစ်တဲ့အကြောင်း နော်မိဘတွေကစွန့်ပစ်တော့မှအသားသမီးတွေကိုယ်တိုင်နော်ဖခင်ကိုယ်တိုင်ကစွန့်မပစ်မဲ့အကြောင်းကိုစာလံကျမ်းမှာလည်းပေါ်ပြပေးထားတယ်အဲအကြောင်းအရာအလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာတမာကျမ်းစာထဲမှာကျွန်တော်အလုံးကိုတွေ့လို့ရပါတယ်အဲဒါကြောင့်ပဲခရစ်တော်ဤဘာသာ၌အစာဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍လို့ဖော်ပြပေးထားတယ်အစာဦးဆိုတော့ကျွန်တော်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတဲ့ဉာဏ်မှာပဲပျော်မွေသောသူများမဟုတ်ပဲနဲ့တမာကျမ်းစာကိုဖတ်ပြီးခါမှာ နော်အစာဦးရာဖြစ်တဲ့အရာကိုထားပြီးစုံလင်တော်ဖြစ်သူတက်ကြကုန်ဟာဒါ၍မြင့်မြတ်တော်နေရတမျိုးနဲ့ပြောရရင်တော့ခရစ်တော်နဲ့တရံတူတဲ့တနေ့ပြီးတနေ့ဖရာရဲ့တရံတော်နဲ့တူတဲ့သူများဖြစ်တည်သည့်ကျွန်တော်တော်နော်ဒီတော်ပြီးမှကြင့်ကြံတော်သူများဖြစ်ဖို့အတွက်ကိုဟီဘရဲဆရာကြီးကအခန်းကြီး6ပိုင်းငယ်1မှာဖော်ပြပေးထားတာကိုကျွန်တော်တို့တွေ့လို့ရပါတယ် အကြောင်းတမားကျန်းစာရဲ့ရည်ရွယ်ချက်ကဘလောက်အထိဖရားရဲ့အကြောင်းအရာတွေကိုသိရှိနိုင်ဖို့အတွက်ဖရားရဲ့ဗျာဒိတ်တော်တွေကိုနားလည်ပြီးမှလောကမှာဘလို့အသက်ရှင်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဖတ်ခြင်းအဖြစ်ဖရားသခင်ရဲ့ထားပေးထားတဲ့တမားကျန်းစာရဲ့ရည်ရွယ်ချက်တွေကိုကျွန်တော်တို့ဒူလို့ရတယ်ဆိုတော့ကိုကျွန်တော်ထပ်လောင်းပြီးခမပြောပြရစီယေရှုတင်ပါတယ်ဟုတ်ယေရှုတင်ပါတယ်ဆရာဖြေချပေးရပုံတော့ဆိုရင်ဒီနောက်မေခွန်းအနေနဲ့တမားကျန်းစာကဘာကြောင့်အရေးကြီးတာလဲရှင် ဟုတ်ကဲ့တမာချန်းစာဘာကြောင့်အရေးကြီးတယ်လဲဆိုရင်ပုထုဇဉ်လူသားအလုံးအတွက်ကတမာချန်းစာသိပြီးခါမှအရေးကြီးတယ်လို့ကျွန်တော်ပြောပြစီပုထုဇဉ်လူသားရဲ့လို့ပြောလာတဲ့ခါမှာခရိယန်ကဘာသာတရားနဲ့မဆိုင်ပါဘူးကျွန်တော်အများအပြောပါတယ်ပုထုဇဉ်လူသားနဲ့ဆိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်တမာချန်းစာကလောကလူသားအလုံးပုထုဇဉ်လူသားအလုံးနဲ့သက်ဆိုင်တယ်ဆိုတော့ကျွန်တော်ပြောပြစီဆိုတော့သာရဘုရားကနော်တမာချန်းစာတဲမှာဖော်ပြပေးထားတဲ့အရာကအပြစ်ဆိုတဲ့သာရငရဲကလည်း ဘယ်လိုအဖြစ်ကျွန်တော်တို့ထွက်မြောက်နိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုတမာကျမ်းစာထဲမှာဖော်ပြပေးထားပါတယ်။တမျိုးနဲ့ပြောရရင်တော့ထာဝရငရဲကနဲ့လွတ်မြောက်ရန်အတွက်ဖျားရှင်ကလွတ်မြောက်မဲ့နီလန်းကိုတမာကျမ်းစာထဲမှာဖော်ပြပေးထားတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အဲအကြောင်းအရာကိုပဲတမာကျမ်းစာထဲမှာဖော်ပြပေးထားပါတယ်။ထူသားတော်လို့ပြောတဲ့ယေရှုကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရောက် ထာဝရအသက်ကိုရမြတ်ကြောင်းမိမိ၌တပါတိတော်သားတော်ကိုစွန့်တော်မူတည်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏ဆိုပြီးမှရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုင်းငယ်16နော်15 16မှာဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်တမန်ကျမ်းစာကဘာကြောင့်ရေးကြီးတယ်လဲဆိုရင်ထာဝရငရဲ့အပင်ငရဲ့ကိုတေချာပေါက်လာရမယ်လူတွေဟာအဲ့ကလည်းလွတ်မြောက်ပြီးမှထာဝရကောင်းကင်ကိုကျွန်တော် လုံးဝရောက်ရှိနိုင်တဲ့လမ်းကြောင်းကိုဖော်ပြပေးထားတယ်။အဲလမ်းကြောင်းကိုထားပြီးငရဲကိုမတော်ဖို့အတွက်ကိုဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာဘလောက်အထိကြီးမားတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုတမာကျမ်းစာထဲမှာဖော်ပြပေးထားတဲ့အတွက်ကြောင့်တမာကျမ်းစာကပုထုရှင်လူသားတွေအားလုံးအတွက်သိပြီးမှအရေးကြီးတယ်ဆိုတာကိုလည်းထပ်လောင်းပြီးခမကျွန်တော်ပြောချင်ပါတယ်ဂျေဆုတင်ပါတယ်ဟုတ်ဟုတ်ကဲ့ဂျေဆုတင်ပါတယ်ဆရာဒါဆိုရင်ဟိုကျမတို့တမန်ကျမ်းစာဘယ်လိုလေ့လာသင်တယ်လဲရှင်ဘယ်လိုနေနဲ့လေ့လာနိုင်မလဲ โอเคဒါလည်းသိပြီးမှရေးကြည့်ပါတယ်ဆိုတော့ဘာလဲဆိုတော့တမချန်းစာကိုလေ့လာတဲ့နေရာမှာဘယ်လိုနေနဲ့ကျွန်တော်လေ့လာကြမလဲဆိုတော့ကလည်းသိပြီးမှရေးကြည့်ပါတယ်ဆိုတော့တမချန်းစာကိုလေ့လာတဲ့အခါမှာတမချန်းစာနီးစနစ်ကြကြနဲ့ကျွန်တော်ကလေ့လာတတ်တော်သူများဖြစ်ဖို့သိပြီးခါမှာရေးကြည့်ပါတယ်အဲ့တော့ကြောင့်မဲတချို့တမချန်းစာအကြောင်းတွေမှာကြတော့ဘာလဲဆိုတော့ဒီကျန်းစာကိုဘယ်လိုလေ့လာရမလဲဆိုတော့လေ့လာနည်းဒီစနစ်တီကိုသင်ကြားပေးတာကျွန်တော်တို့ကတွေ့လို့ရပါတယ် how to study the bible เนาะဘယ်လိုအနေနဲ့ကျွန်တော်တမာချမ်းစာကိုလေ့လာကြမလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီတူညင်ပေးထားတဲ့ဒေရာတွေအရင်မဲ့ရေးကြည့်ပါတယ်တမာချမ်းစာကိုကျွန်တော်ရဲ့ကိုယ့်ကိုယ်ကို feeling ကိုယ့်ရဲ့ခံစားချက်တွေနဲ့ကျွန်တော်ကအ내အတိတ်ပဲဖွင့်ဆိုလို့လုံးဝလုံးဝမရပါဘူးတခါတလေဝိညာဉ်တော်ရဲ့အလိုတော်ဆိုပြီးကမှကျွန်တော်ကမိမိရဲ့စိတ်ထင်အတိုင်းကျွန်တော်ကနော်အတိတ်ပဲဖွင့်ဆိုတာမျိုးလေဒီတွင်တင်မှားတဲ့အရာတွေအများကြီးကျွန်တော်ကတွေ့လို့ရပါတယ်အဲ့တော့ကျွန်တော်တမာကျန်းစာကိုလေ့လာတဲ့ညမှာ စနစ်ကောင်းရှိဖို့လဲလို့တလို့လေးလာတဲ့လူကလည်းဝိညာဉ်လူဖြစ်ဖို့တိတ်ပြီးခါမှာအရေးကြီးတယ်လို့ကျွန်တော်ထပ်လောင်းပြီးခါမှာပြောပြစေအဲ့တော့ကျွန်တော်ဖះဆရာလည်းပါလဲဆိုတမန်ချမ်းစာကိုကောင်းကောင်းမွန်မွန်နဲ့နားလေသဘောပေါက်ဖို့အတွက်နော်ပညာတတ်တွေကိုအသုံးပြုပြီးခါမှာအ내ဖွင့်ချမ်းနေနောက်ပြီးချမ်းစာရဲ့နောက်ခံတမိုင်းအကြောင်းအရာတွေ Bible dictionary တို့အဲ့ဒါမျိုးအားလုံးကိုဖះရှင်ကပြန်ပြီးခါမှသူတို့ကိုတုံးပြပြီးခါမှစံစာရဲ့နည်းနည်းမှုတွေကိုကျွန်တော်ဖော်ပြပေးထားတာကျွန်တော်ကတွေ့လို့ရတယ်ဒီအရာတွေလည်းကျွန်တော်တို့ကနော်ဆုတောင်းမယ်ဝိညာဉ်တော်ရဲ့လမ်းပြမှုအပြင်ဒီအရာတွေလည်းကျွန်တော်တို့ကလေ့လာဖို့သိပြီးခါမှအရေးကြီးပါတယ်အဲ့ကြောင့်မယ်တရားဟောဆရာနာမည်ကြီးတဲ့ Billy Graham တို့နော်ဒေါက်တာယုန်ကီချူတို့အသက်တာမှာကျွန်တော်ကြည့်လို့ရှိရင်အ ਨੇ ဆုံးစံစာနော်ဒီတမန်စံစာဟောပြောဖို့တက်ကိုတို့အ ਨੇ ဆုံး82နှစ်နာရီကြီးကြတယ် အ ਨੇ ဆုံးတစ်ခါတည်းသူတို့3-4နာရီလောက်တရားဟောရမယ်တပုတ်အတွက်ကိုသူတို့အချိန်ပေးပြီးခါမှသူတို့ကပြင်ဆင်တဲ့ဘုရားရဲ့သာသမီတွေဖြစ်ကြတယ်ဆိုတော့ကိုထပ်လောင်းပြီးကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကြောင့်ပဲဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ရဲ့အသက်တာမှာတမန်ကျမ်းစာကိုလေ့လာတဲ့ခါမှာနော်ကျွန်တော်တို့ကစနစ်ကောင်းကောင်းရှိရတယ်လို့တစ်ဖက်ကလည်းဝိညာဉ်ရေးရမှာလည်းကြီးထွားပြီးခါမှာဝိညာဉ်ရေးရကြည်ထွားပြီးဝိညာဉ်တော်ရဲ့လမ်းပြမှုအတိုင်းလေ့လာလို့ရှိရင်တမာကျမ်းစာရဲ့အနက်ဒိတ်ပဲဖွင့်ဆိုချက်တင်တဲ့တထထားဖြစ်ပါတယ် ကျွန်တော်ရဲ့အသက်တာမှာလည်းတမန်ကျမ်းစာကိုကျွန်တော်လေ့လာတဲ့အခါမှာဝိညာဉ်တော်ရဲ့ဖွင့်ပြမှုနဲ့ကျွန်တော်ဆူတောင်းပြီးဝိညာဉ်တော်ရဲ့ဖွင့်ပြမှုနဲ့တမန်ကျမ်းစာကိုကျွန်တော်နီးစနစ်ကြက်ကြက်နဲ့เนาะကျွန်တော်လေ့လာတဲ့အခါမှာတရန်တူတယ်နောက်ပြီးပူပြီးမှတော့မှပူကောင်းတဲ့စနစ်တွေကိုကျွန်တော်ရဲ့အသက်တာထဲမှာတွေ့ပြီးမှကျွန်တော်ကိုယ်တိုင်ဟောပြောရင်းနဲ့ကျွန်တော်ကိုယ်တိုင်ပြန်ပြီးတိဆောက်ရတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်အများကြီးကျွန်တော်ကိုယ်တိုင်လက်တွေ့ခံစားရတယ်။အဲဒါကြောင့်ကျွန်တော်ရဲ့ emotion တွေတစ်ခါတလေအဖြစ်ကျွန်တော်ဒါနောက်ဆက်တတ်ပါတယ် ဒီကိစ္စမှာကျွန်တော်တိတ်ပြီးမှဆင်ခြင်ဖို့တားရေးကြီးပါတယ်။ဒါကြောင့်မဲခမဲတော်ဒီငါအဲ့အတွက်ကြောင့်စေလွတ်တော်မူသောဥပစ္စေဆရာတည်ဟူသောတန်ရှင်သောဝိညာဉ်တော်ဒီတင်လို့အားခတ်သိမ်းသောအရာတို့ကိုပြတာတုန်နေတော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုတင်တော့အပေးတော်မူမည်ဆိုပြီးခရစ်တော်ကိုယ်တိုင်ကရှေးရောင်းခရစ်ဝင်ကျအခန်းကြီး16အပိုင်ငယ်26မှာပေါ်ပြပေးထားပါတယ် ခရစ်တော်ကိုလည်းငါရဲ့စကားတွေနဲ့ဖာခမဲတော်လုတ်တဲ့အရာအားလုံးကိုနက်နက်နဲနဲနားလေသဘောပေါက်နိုင်ဖို့အတွက်တင်တို့ကောင်ကမိဘမဲ့ကဲ့သို့မထားခဲ့ဘူးတင်တို့ကိုဥပစ္စေဆရာလို့ခေါ်တဲ့တန်ရှင်သောဝိညာဉ်တော်ဖရားကတင်တို့ကိုလမ်းပြပေးမယ်အဲ့တော့ကျွန်တော်ကျွန်တော်ဒီအရာဝက်ဆွဲကြံပြီးမှနှုတ်ကပတ်တော်ကိုသွားမလေ့လာတော့ဘူးမရပါဘူးဖရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာပါ commentary ဒီကျွန်တော်တုံးကြည့်ပါနော်တမချန်းဆိုင်ရဲ့နောက်ကျောင်းရာဇဝင်တွေကိုလည်းကျွန်တော်လေ့လာဖို့လုပ်ရတယ်။အားလုံးကိုတီးပြီးတဲ့နောက်မှာ ဖရားရဲ့နှုတ်ဘတ်တော်ကိုဖရားရဲ့အလိုတော်အတိုင်းကျွန်တော်အ낵ဒိတ်ပဲဖွင့်ဆိုတတ်တဲ့ဖရားရဲ့တာသမီဖြစ်ဖို့သိပြီးခမအရေးကြီးတယ်။နောက်ဆုံးသောကာလမှာဖရားပြောပါတယ်။တခင်တခင်တခင်ဆိုပြီးမှငါနာမင်အဖြစ်နမိတ်လက္ခဏာတွေအများကြီးပြုလုပ်မယ်။တရားတွေအများကြီးဟောကြမယ်။ဒါမဲ့နင်တို့ဟောတဲ့အရာတိုင်းကငါရဲ့အလိုတော်နဲ့ညီညွတ်တဲ့စံစာတွေနမိတ်လက္ခဏာတွေမဟုတ်ဘူး။နောက်ဆုံးမှနင်တို့ငါမတည်ဘူးလို့ပြောပြီးခမနင်တို့ဒီအရာတွေကိုခံရလိမ့်မယ်လို့ဖရားတခင်ခရစ်တော်ကိုယ်တိုင်က သူလင်ပေးခဲ့ရရှိပါတယ်။အဲ့တော့ကျွန်တော်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေရဲ့အသက်တာမှာတမာကျန်းစာကိုခုနကျွန်တော်ပြောတဲ့တမာကျန်းစာအတိုင်းကျွန်တော်တို့ကလေ့လာတော်သူများဖြစ်ဖို့တမာကျန်းစာကပဲတမာကျန်းစာကိုအ내ဒိတ်ပဲဖွင့်ဆိုဖို့သိပြီးခါမှအရေးကြီးတယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခါမှပြောချင်ပါတယ်။ယေရှုတင်ပါတယ်။ Okay ယေရှုတင်ပါတယ်ဆရာ။အဆွမ်းကြီးတို့မိခွန်းနေနဲ့ဆရာတမာကျန်းစာဘယ်လိုဘဝကိုပြောင်းလဲပေးနိုင်လဲရှင်။ ဒီတမာချမ်းစာကိုလေ့လာခြင်းရဲ့အကျိုးကျေးဇူးတွေကဘာပဲဖြစ်မလဲရှင်ဟုတ်ကဲ့ဒီအရာကတမာချမ်းစာကိုလေ့လာခြင်းအပြင်ပုထုဇဉ်လူသားတွေရဲ့အကျိုးကျေးဇူးနဲ့တို့ရဲ့ဘဝရဲ့ပြောင်းလဲမှုတွေကအများကြီးကျွန်တော်တွေ့လို့ရပါတယ်။အဲကြောင့်တမာချမ်းစာကိုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်ပြီးဘုရားရဲ့သားသမီးတွေတော်လည်းကောင်းဟိုဘုရားကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံတော့ ဖះရဲ့တာသမီးတွေတွက်ဆုံပို့ပြီးမှအတုံးဝင်တာပေါ့နော်နောက်ပြီးမှဖះကိုတီးချင်တော့သူတိုင်းကဒီတမန်ကျမ်းစာကိုလေ့လာတဲ့အခါမှာဖះသခင်ရဲ့အကြောင်းအရာလေးကိုကျွန်တော်တွေ့လို့ရတယ်အဲဒါတမန်ကျမ်းစာကိုလေ့လာခြင်းအဖြစ်ဘဝတိုးတက်ပြောင်းလဲတဲ့လူတွေအများကြီးပါကဘာဦးကျမ်းနဲ့ဗျာဒိတ်ကျမ်းအထိကျွန်တော်ဖတ်ကြည့်ပါအများကြီးကျွန်တော်ပုံသက်တည်တာရကနဲ့ဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲထဲမှာတကယ်အကြောင်းအရာလေးကိုကျွန်တော်ထာဝရငရဲကနဲ့ထာဝရကောင်းကင်နိုင်ငံကိုပို့ပေးနိုင်တဲ့အကြောင်းအရာတွေပါတယ် နောက်ပြီးမှထာဝရအသက်ရရှိခြင်းအဖြစ်လောကီရေးရာပိုင်းမှာကျွန်တော်ဒီအခုတက်ရှင်နေတဲ့လောကီရေးရာပိုင်းမှာဘယ်လိုနေထိုင်ရမလဲဆိုတော့အကြောင်းအရာတွေကိုလည်းတမန်ကျမ်းစာထဲမှာဖော်ပြပေးပြီးသားပါမိသားစုပြုတ်ကွဲနေတော့သူတွေမိသားစုဘယ်လိုနေနဲ့ပြန်လဲပေါင်းသိမ်းရမလဲဆိုတော့တမန်ကျမ်းစာထဲမှာဖော်ပြပေးပြီးသားအိမ်ထောင်ရှင်နေနဲ့အိမ်ထောင်ဘယ်လိုနေနဲ့အိမ်ထောင်ကိုတည်ဆောက်ရမလဲအိမ်ထောင်ရှင်မနေနဲ့ဘယ်လိုတည်ဆောက်ရမလဲကိုယ့်ရဲ့သားသမီးကိုဘယ်လိုတုံသင်ရမလဲအဆအဆအကုန်လုံးကတမန်ကျမ်းစာထဲမှာဖော်ပြပေးပြီးသားဖြစ်တဲ့ ကြောင့်ကျွန်တော်ထပ်လောင်းပြီးမှပြောပြစီဒီတမန်ကျမ်းစာဆိုတာကပုထုဇဉ်လူသားအလုံးအတွက်ဖြစ်တဲ့ခရိယန်ဘာသာတရားနဲ့မဆိုင်ပါဘူးခရိယန်ဘာသာအတွက်မဟုတ်ပါဘူးလောကမှာရှိတဲ့ပုထုဇဉ်လူသားအလုံးအတွက်ဖရာသခင်မှုတ်သွင်းတော်မူသောတမန်ကျမ်းစာဖြစ်တဲ့အဲ့ဒါကြောင့်အဲ့ဟာကိုကျွန်တော်ကလေ့လာတဲ့အကျိုးကျေးဇူးအဖြစ်ကျွန်တော်ဘဝတွေမှာဘာတွေရလာတယ်လဲလောကီမှာကျွန်တော်အသက်ရှင်တဲ့အခါမှာဘဝတွေမှာပတ်စံနဲ့ဝယ်လို့မရတဲ့ငင်းချမ်းခြင်းတွေ ငွေနဲ့ဝယ်လို့မရတဲ့နော်ပျော်ရွှင်ခြင်းတွေအဲ့ဒါတွေကိုကျွန်တော်ရရှိလာပါတယ်ဘဝတွေတဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်အဲအเจ้าရကိုပဲနော်ကျွန်တော်တို့ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ့်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့တိမ်မွေ့ခြင်းကာမကုတ်ချုပ်တီးခြင်းဆိုရဲအရာအလုံးကဝိညာဉ်ရဲ့အသီးလို့ဖော်ပြပေးထားတယ်အဲအရာအလုံးကပတ်စံနဲ့ဝယ်လို့မရဘူး အရာအားလုံးကိုဘယ်ကနေရတယ်လဲဆိုတော့တမာချမ်းစာကိုလေ့လာခြင်းအားဖြင့်ဘဝတွေကိုလောကမှာပြောင်းလဲပေးနိုင်တယ်ဒီကိစ္စမှာကျွန်တော်ချမ်းသာတဲ့လူအများကြီးပါဒါပေမဲ့တို့မှာနေတဲ့ချင်းရှိလားမရှိပါဘူးဒါပေမဲ့တမာချမ်းစာကိုလေ့လာတဲ့ပုထုဇဉ်လူသားမှန်သမျှမှာစစ်မှန်တဲ့ဖရားကနေတဲ့ချင်းပြင်ဆင်ပေးပါတယ်ဝမ်းမြောက်ခြင်းတွေပြင်ဆင်ပေးပါတယ်ချစ်ချင်းမေတ္တာတွေပြင်ဆင်ပေးတယ်ခွင့်လွှတ်ခြင်းတွေပြင်ဆင်ပေးတယ်အဲ့အရာကကျွန်တော် ြောတာပါကိုကိုလည်းနီးစမ်းသိရှိဖို့ဘုရားရှင်ကလည်း oh test and see ငါ့ကိုနီးစမ်းကြည့်ပါဘုရားရှင်ကိုယ်တိုင်ကကျွန်ုပ်ကိုစိန်ခေါ်ထားပါတယ်အဲ့တော့ဓမ္မချမ်းစာကိုပုထုရှင်လူသားတွေကလေ့လာတဲ့အခါမှာသူတို့ဘဝတွေခုနကျွန်တော်ဝင်နဲ့ဝယ်လို့မရတဲ့အရာတွေကိုလောကီရေးရမှာဘလို့အသက်ရှင်ရမလဲမိသားစုမှာဘလို့အသက်ရှင်ရမလဲအဖွဲ့အစည်းမှာဘလို့အသက်ရှင်ရမလဲခုလိုချင်းတရားနဲ့ဘလို့အသက်ရှင်ရမလဲစီးပွားဘလို့လုပ်ရမလဲကောင်းဆောင်မှုဘလို့လုပ်ရမလဲအရာအားလုံးပါဝင်တဲ့အတွက်ကြောင့်လေ့လာကြည့်ပါ ဲ့မှာကျွန်တော်ဘဝတွေကပြောင်းလဲပြီးခါမှလောကီမှာကျွန်တော်ကတိုးတက်တဲ့နော်လူသားတွေဖြစ်လာမယ်ဆိုတော့ကိုထလောင်းမှကျွန်တော်ပြောချင်ပါတယ်။ကြံစာထဲမှာဥမာယောတလေးစီပါသူ့ညီကိုအားလုံးကသူ့ရောင်းထည့်လိုက်တဲ့ဂျုံဘဝကိုဖြစ်သွားတယ်။ဂျုံကလည်းဘာဖြစ်လဲဆိုတော့သူ့ဖျားကိုကိုးစားတဲ့တမန်ကျန်းစာနဲ့အမြဲတမ်းလိလာတဲ့သူ့အတ္တတားလေးမှာနောက်ဆုံးမှသူတပားကိုကောင်းကြီးပေးနိုင်တယ်။အေဂိုတုပြီးမှခက်ခဲချင်းဂျုံတွေ့မဲ့အရာကိုသူကဖြည့်ရှင်းပေးတဲ့အကြောင်းအရာတွေကိုကျွန်တော်ကတွေ့လို့ရပါတယ်။နောက်ပြီးမှသူ့ကို အားလုံးကိုလည်းပြန်ပြီးမှခွန့်လွတ်တဲ့အသက်တာမိသားစုမှာသူ့ရောင်းစားတဲ့အကိုရောင်တော့ပြန်ပြီးမှခွန့်လွတ်နိုင်တဲ့အသက်တာရှိတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရတယ်။ဒန်ယေလရဲ့အသက်တာသူမြောက်ရမနာလိုပြီးချင်းသေးတွန်းထဲမှာချတော့အတူချုံနဲ့ပြောရင်ချင်းသေးကြီးရတော့မှမစားအောင်ကောင်းကင်တမန်တက်တီကိုချင်းချုပ်ပြီးမှနောက်ဆုံးမှကျတော့ဘာဖြစ်လဲသူ့ရန်သူကိုတော့ပြန်ပြီးခမသူတိုက်ဆရာမလို့အောင်နိုင်လဲဆိုတော့ဒန်ယေလရဲ့အသက်တာနဲ့ကျွန်တော်တွေ့လို့ရတယ်။ပေတရုတ်အသက်တာကိုပြန်ကြည့်ပါပေတရုတ်လေးက နော်တကယ်တော့ငါဖတ်နဲ့တငါတယ်လေဘာမှပညာတက်ကြီးလည်းမဟုတ်ဘူးရင်းနဲ့ဖတ်နိုင်တဲ့လူပေါ့တာမန်လေးပဲဒါမဲ့သူ့ရဲ့ဘဝကိုဖះရဲ့လက်ထဲမှာအနံ့ပြီးတဲ့တမန်ကျမ်းစာပေါ်မြန်တဲ့လေ့လာတဲ့အခါမှာငါ့ကိုဖတ်နဲ့မဟုတ်ပနဲ့ကျွန်တော်တို့လုံးဝဖះအတုံးနဲ့ဒုံတော်ခံတဲ့ဒီတကက်ဖះရဲ့ထူးမြတ်တဲ့ပုံကိုကြီးဖြစ်လာတယ်ဆိုတော့ကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဖះကိုချစ်တဲ့ဖះရဲ့တာသမီမှန်တယ်မြတ် ပုထုဇဉ်လူသားမှာတမြကတမာချမ်းသာကိုလေ့လာခြင်းအဖြစ်ဘဝတွေကတစ်စ်ပြီးတစ်စ်ပြောင်းလဲတယ်လူကပြောင်းလဲတာမဟုတ်ပါဘူးတမာချမ်းသာကပြောင်းလဲတယ်ဘာဖြစ်လဲဆိုတမာချမ်းသာဘုရားသခင်မှုတ်သွင်းတဲ့အရာဖြစ်တဲ့အတွက်ကြောင့်အသက်ရှင်တဲ့အတွက်ကြောင့်လေ့လာတဲ့လူရဲ့အแท้မှာရှိတဲ့ဝိညာဉ်လို့ခေါ်တဲ့လက်ပြတစ်စင်ပြီးတစ်စင်တို့တက်လာပြီးခါမှာအဲ့အကျိုးကျေးဇူးက လောကမှာဘယ်လိုတက်ရှင်နိုင်တယ်လဲဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်အဲ့တော့တမန်ကျမ်းစာကိုလေ့လာခြင်းအပြင်ဘဝတွေဟာ တနေပြီးတနေဒုတက်ပြီးမှကျွန်တော်ရဲ့တက်တာတွေဟာသူတပတ်အတွက်ကောင်းကြီးမင်္ဂလာပေးနိုင်တဲ့နေရာအထိဖျာရှင်ကပို့ဆောင်ပေးတယ်ဆိုတော့ကျွန်တော် ဖြေပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကဲခုလိုဖြေချပေးရပေါ်မှာအထူးပဲကျေးဇူးတင်ပါတယ်ဆရာဒီ tissue ရင်းပေါ်မှာမှာရတဲ့အထူးပါအပြည့်မဲ့လို့ယုံကြည်ပါရှင်ဆရာပေါ်မှာလည်းဆက်လက်မှဖြေရှင်ကောင်းကြည့်ပေးပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဒီအစီအစဉ်ကိုဆုံးဖြတ် tissue ပေးကြတဲ့နေကောင်မများအားလုံးကိုလည်းထူးကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးမှလာမယ့်အစီအစဉ်မှာလည်းဆက်လက် tissue ကိုလည်းဖိတ်ခေါ်ပါရှင်အကေလို့ tissue နေတဲ့နေကောင်မများအနေနဲ့ မေကောမင်းဆရာရှိခင်ရေ message ပေါင်းတော့လောက်အောင်နာမမဟုတ် comment အောက်မှာခြံထားပေးနိုင်ပါတယ်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်